哦，哎，大米大米包。哦，里边的油啊，皮拉的，看见了，好多牛的面都塌开了，我那塌开的，不是你那个油多的，就表的，现在三个六嘞，啊，另外我背来比如表的嘞。 အားလုံးမင်္ဂလာပါတင်ငယ်ချင်းတို့ကျွန်တော်ကတော့ဆိုင်းကြီးပါဗျဒီကနေ့တင်ငယ်ချင်းတို့ကျွန်တော်တင်ဆက်ပေးချင်တဲ့သတင်းလေးကတော့ဒီလေးဖြတ်နေတဲ့အကူပေါ့နော်အခုဆိုရင်ဒီအကူကသူ့မှာတယောက်တည်းပဲရှိတော့တယ်ဗျသူ့ရဲ့မိန်းမကသူ့ကိုပစ်ပြီးတော့ပေါ့နော်လေငယ်နဲ့သွားတယ်လို့လည်းသိရတယ်သူတို့မိသားစုလေးကလည်းတော်တော်ကြီးကိုဆင်းရဲရှာတယ်ဗျလိုင်းကန်းလေးမှာငှားပြီးတော့နေရတဲ့အဖြစ်မျိုးဗျအရင်တုန်းကလည်းကျွန်တော်သူတို့နဲ့ပတ်သက်ပြီးတော့ဗီဒီယိုလေးတင်ထားသေးတယ်ဗျာနော်အဲ့ဒီအခါတုန်းကသူတို့မှအိမ်လားကလေးမပြီးနိုင်လို့တောင်မှပေါ့နော်အိမ်ရှင်ကအိမ်ပေါ်ကနေနှင်ချလို့ ဆင်းသွားရမယ့်အဖြစ်မျိုးကိုရောက်လို့ပေါ့နော်ဒီပရာဟီတာအကိုတွေကသွားရောက်ပြီးတော့လှူဒန်းပေးတာဗျဒီမကအဲ့ဒီတုန်းကဟုတ်မလို့လို့နေပေါ့နော်အခုလဲကြလဲကြရောလေဖြတ်နေတဲ့သူ့ရဲ့ယောက်ျားကိုထားခဲ့ပြီးတော့လင်ငယ်နောက်ကိုလိုက်သွားတာတွေဗျာပြီးတဲ့အခါအလူငွေနဲ့ရထားတယ်နော်ပတ်စံ330ကျော်ကိုလဲဒီအကူကိုတပြားမှမပေးထားဘဲနဲ့သူကယူသွားသေးတယ်ဗျဒီဗီဒီယိုလေးကိုဆော့အောင်လိုက်ကြည့်ဖို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ဗျာနော် ပဲပြောပါအောင်ဘာဖြစ်လဲကြားတယ်မိမထားခဲ့လို့ဆိုပတ်စံနေရယူသွားလားအပြုထားခဲ့တော်တော်ရက်ဆက်တာပဲเนาะမိမဖြစ်သူကဟောသူဖုန်းနေပြောနေလို့ဩအားကြောင့်စူလိုက်တာ

လေဖြတ်နေရှာတာနော်ပတ်စံလည်းမရှိရှာဘူးအခုဖြတ်သွားပြီပေါ့ဟုတ်ရရှိပြီဟုတ်ရရဟာလေးခလေးပါသွားလား อืมဒါကတော့ဒါကတော့ဒါဒီအလှရှင်နေမြင်တဲ့တိုင်းပဲပေါ့เนาะဒါဒီအကိုကြီးတို့တွေ့တယ်ဆိုရင်တော့ဒါမှတ်မိမှာပေါ့အဲလွန်ခဲ့တဲ့လားလောက်ကလွန်ခဲ့တဲ့လားလောက်ကမှဒီအလှရှင်နေအကုန်လုံးပေါ့เนาะလူရတဲ့အလှငွေ330ကျော်ရတယ်ဗျ330ကျော်ရတာကိုကျွန်တော်လူပေးလိုက်တယ်အဲဒီအကိုရဲ့အမျိုးသမီးကအခုပေါ့เนาะလွန်ခဲ့တဲ့3ရက်လောက်ကတဲ့သူ့ထားခဲ့ပြီးတော့သူ့ထားခဲ့ပြီးတော့သူအိမ်မောကနေထွက်သွားတယ်ပေါ့ ို့ထားခဲ့ပြီးထွက်သွားတယ်ပေါ့အဲအเจ้าရင်းကတော့ဟိုကျွန်တော်တို့တီးတဲ့လောက်ကဒီဖုန်းနေပါရေးအချိန်မတော်တွေပါလာတယ်ပေါ့လာလို့ရှိရင်သူကအိမ်နာတဲ့ကြီးသွားပြောတယ်အပြင်နေသွားပြောတယ်အဲ့လိုတွေလုပ်တယ်ပေါ့လုပ်တော့သူနဲ့အဲ့လိုပေါ့နော်ဟိုဟိုပေါ့ကရောက်ကဆဖြစ်မှာပေါ့အဲအဲ့ဒါအခုအဆက်နေအကုန်ယူပြီးထွက်သွားတယ်တဲ့လက်ရှိကတော့ဒီအကိုကိုဒီဘေးအခန်းမိသားစုတွေကကျွေးတယ်လို့ပြောတယ်နော်အဲအခုအမျိုးသမီးက ဘယ်လိုဘယ်လိုထွက်သွားလို့ထင်လဲဘယ်လိုသွားတယ်လို့ထင်လဲဟိုရေ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 အလဲရွာဟောတရင်ကြတာဟောအလဲရွာမှာအခုပြန်လာမယ်ထင်လားဟိုရေဆိုင်ရဲဟာဆိုင်ရဲဟိုဆိုင်ရဲလည်းမရှိတော့ဘူးအဲရဘိုးရ အဲရေရေဘယ်လေငယ်ကိုပေးလိုက်လေငယ်နဲ့ထွက်သွားတာထင်တယ်နော်ဟုတ်တယ်လေငယ်ရှိတယ်လို့ထင်တာလားဟုတ်ရေရေဟောသူကိုယ်တိုင်ပြောတာဟောသူကနောက်တယောက်ထားနေတယ်လို့သူကိုယ်တိုင်ပြောတာလောက်တော့မရိုင်းလဲနော်လေငယ်ပေးလိုက်ပြီလို့ပြောတာ ဒါဒီဦးလေးကိုကျွန်တော်ပထမဗီဒီယိုလေးနှစ်ပုတ်လေးလှောက်ထားသေးတယ်ဗျာနော်တော်တော်ကြီးကိုစင်းရဲရှာပါတယ်ဗျာနော်အရင်ဗီဒီယိုတွေထဲမှာဆိုရင်သူတို့အိမ်လားကတော့မပေးနိုင်လို့အိမ်ပေါ်ကပေါ့နော်နှင်းအောင်အချခံရတာဗျာ အဲကြောင့်မလို့နော်ဒီပရာဟိတညီအကိုတွေကဒီလင်မယားကိုသွားရောက်ပြီးတော့လှူဒန်းထားတာဗျပတ်စံနေလဲတော်တော်များများကြီးကိုရထားတာဒီအကိုဆိုရင်သူ့မှာသမီးလေးတယောက်ရှိရဲ့ဗျနော်သူလီမဖြတ်ခင်တုန်းကသူ့ရဲ့မိန်းမနဲ့သမီးကိုကားလီမောင်းပြီးတော့တန်တန်ရှင်းရှင်းနဲ့ရှာကျွေးထားတာဗျနော်အခုသူလဲလီလဲဖြတ်လဲဖြတ်ကိုကြည့်ပါအောင်ဗျနော်အလူငွေပတ်စံနေကိုယူပြေးသွားပြီးတော့လင်ငယ်နဲ့သွားနှက်နေတာကြားလို့မှကောင်းကြသေးရဲ့လားဗျနော်လူတွေရဲ့စိတ်ဓာတ်ကလည်းတော်တော်ကြီးအောက်တန်းကြတာပဲအဲ့တော့ ဲ့ကျတော့အခုဘလူတွေရှင်းဆက်ပြီးတော့လုပ်မယ်စဉ်းစားတယ်ဟိုဟဲဟိုဟဲဟဲဟဲဒီဒီလင်းငါမယ်ဟိုဘူးဟိုဟဲဟိုဟိုဟိုဝိကျွတ်တော်ကြီးရယ်လို့ပြောရမယ်ဗျာနော် ဟောအဲ့ဒါဆိုရင်ဘယ်လိုနေထိုင်ပဲထားခဲ့လဲဟောကျန်တာကိုယူသွားတာကျန်တာလို့လို့အဆုတ်တယ်ဟာအဲဘောကျွန်တော်အခုတို့ရဲ့ဗောနော်ဒီ ဒီအကိုရဲ့အဆောင်ကိုကျွန်တော်လှမ်းပြီးတော့မေးကြည့်တဲ့အခါကျတော့ဒီအဆောင်ပိုင်ရှင်အမကြီးကဘာပြောလဲဆိုတော့အဲ့သူတို့ရန်ဖြစ်တယ်စင်းသွားတယ်စင်းသွားပြီးတော့မှဒီအဆောင်ပိုင်ရှင်အမကြီးကဖုံးဆက်တဲ့အခါကျတော့ဗောနော်ဒီနေ့လှိုင်းတာအကိုကြီးနဲ့ချိန်ထားတယ်လို့ပြောတယ်တဲ့အမကတော့ကျွန်တော်နဲ့လည်းမချိန်ထားဘူးနော်ဒီနေ့နှစ်နာရီလောက်ချိန်ထားတယ်လို့ပြောတာဟမ်ဘုန်းကြီးတော့ဘုန်းကြီးအဲ့တော့ဘုန်းကြီး ဘူးဘူးဘယ်ကြောအခုဓမေသားဖို့စားပြီးပါလားဘယ်ကြောဘယ်နဲ့ဘယ်လောက်ရှိလဲဟောဟောနာတော့အဲဘယ်လိုဘယ်လိုဘယ်လိုပြောရမလဲဆိုတော့ဘယ်လိုပြောရမလဲဆိုတော့ဒီကအခုလက်ရှိကတော့ဒါဟိုသူအခုဒီကိုပြောတဲ့အတိုင်းပဲဗောနော်အဲကျွန်တော်လည်းတေးသေးချာတိကျမသိတော့ဟိုဆွဆွဲကြီးမပြောတတ်ဘူးဟိုပြောလို့လည်းအဆင်မပြေဘူးဗောနော် အဖြစ်ဖြစ်နေတာကတော့ဒီအမပေါ့နော်ဒီအမတကယ်လို့များထွက်သွားတယ်ဆိုလို့ရှိရင်လည်းဒါပြန်လာဦးမလားမလာတော့ဘူးလားဒါမှမဟုတ်ဘာကြောင့်ကြောင့်ထွက်သွားရလဲပေါ့နော်အဲ့ဒါလေးသိလို့ရရင်တော့သိကျင်တယ်တကယ်လို့ပြန်လာမယ်ဆိုလဲဒါအမြဲဆုံးပြန်လာစေချင်တာပေါ့ဘာလို့လဲဆိုတော့ဒီမှာမျိုးသားတယောက်တည်းဒီစာဝင်နေနဲ့ဒုက္ခနေတော့လေသူကဟိုအပေါ်ထဲမှာနေရတဲ့ခါကျတော့အတက်စင်းအရန်ဒုက္ခရောက်တယ်အဲသူ့အနေနဲ့ဘာမှလောက်ကင်နိုင်ရွယ်မရှိတဲ့ခါကျတော့ပေါ့နော်အဲလောလောဆယ်တော့ကျွန်တော်ဟိုလောတယ်ဒီ အခုအမျိုးသမီးပြန်မလာခင်စားဖို့တောက်ဖို့လေးကျွန်တော်ပြုပေးလိုက်အောင်မယ်နော်ဟဲ့ဟဲ့ငါ့ကိုလည်းเออวะตลอดอ้างแกนี่ชาดาเปียเนาะทุกข์เค้าเนี่ยเดี๋ยวรอแต่จะเต็งหนูไปไล่เลย အဲကိုတုဒ2000အော်ရကမိသားစုပေါ်လို့အော်အဆန်လေးကြီးပါလူကြီးလေနော်တော်တော်အကျဉ်းသားတရားမရှိဘူးဗျာ ြည့်ပါရှာချွေးနိုင်တော့ကျွန်တော်ရှာချွေးခဲ့ပြီဒီတရုတ်ပြည်ကနေအကိုချန်ဖုန်းမဆန္ဒဝင်းတမီးလေးပေါ့နော်တမီးလေးမိုးအလင်ကရှင်ကနေပြီးတော့သူ့ရဲ့မွေးနေ့လေးအတွက်ဆိုပြီးတော့လှူပေးထားတဲ့ဝေးတွေကနေကျွန်တော်လှူပေးတာပါခုနေ့ကတော့ကျွန်တော်တို့နီးပါးမဲ့ကလေးเจ้าကိုခမင်းချွေးတယ်အဲဒီနေ့ကျတော့ဒီအကိုကျွန်တော်လှူပေးတယ်ပေါ့လေအဲဒါကတော့အဲသူ့ရဲ့မိသားစုပုံလေးပေါ့အဲသူ၁၄နှစ်ရှိပါလား ။ဇလေးနှစ်ကျော်ဆယ်နှစ်နှစ်ကျော်ပါပြီ။အထက်နှစ်ဆယ်ကျော်ပါပြီ။ဟောသူတို့ရဲ့အိမ်တော်ကြီးကနှစ်နှစ်ဆယ်ကျော်ပါပြီ။လက်ရှိမှာမတန်ဆွမ်းဟိုဘောနော်ဒီလေးလေးဖြတ်တဲ့ယောဂါဖြစ်လာတဲ့အခါကျတော့ဟိုသူ့အမျိုးသမီးကသူ့ကိုထားခဲ့တာဗောနော်ထားခဲ့တယ်။ပတ်စံနေလဲအကုန်ယူသွားတယ်လို့ပြောတယ်။ရှိရဆိုင်ငယ်လေးကိုလည်းလင်ငယ်ကိုပေးလိုက်ပြီလို့ပြောတယ်တဲ့။ဆိုပြီးတော့အခုအဲ့ဒီပြဿနာတက်တာဗောနော်။ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်ကိုချမုတ်မဆန္ဒဝင်းသမီးလေးမိုးလင်ကရှင်ရဲ့ မွေးနေလေးအတွက်လှူထားတဲ့အလူငွေလေးကိုလှူပေးတာဖြစ်ပါတယ်အလူရှင်တွေကလည်းကျေးဇူးတင်ပါတယ်ကျေးဇူးပါကြည်ပါအောင်ဗျာနော်ဦးလေးရဲ့ဘဝတော်တော်တနာဖို့ကောင်းနေဗျာနော်မိသားစုပုံလေးတွေကိုထုတ်ပြနေတာတယောက်ထဲနော်ဆွေမရှိမျိုးမရှိဆိုတော့လေအားငယ်နေရှာမှာပေါ့ဗျာနော်သူ့ရဲ့စိတ်ထဲမှာထင်နေတာကတော့နော်သူ့မိန်းမကဒီလိုမလုပ်တော့ဘူးလို့ထင်ပါပေါ့ သူ့ကိုတကယ်ချစ်ချင်းမေတ္တာအစစ်တွေနဲ့ချစ်တယ်လို့ထင်ပါဘောဗျာအခုတော့လည်းကြည်ပါအောင်နော်ထင်ထားတာတွေနဲ့တခြားစီကိုဖြစ်နေတာရှိတဲ့ဆိုင်ငယ်လေးတောင်မှနော်လင်းငယ်ကိုပေးလိုက်တာတဲ့ဒါအခုဆိုရင်ဒါလင်းငယ်နောက်လိုက်သွားတဲ့ပုံတော့ကြတယ်ဗျလင်းငယ်ရလဲဗျာနော်သူချမ်းမာရင်မကောင်းနေထိုင်မကောင်းရင်သူ့ကိုဘလောက်ထိစောင့်ရှောက်နိုင်မှာလဲသူ့ရဲ့သိန်းကြီးကိုဘလောက်ခံနိုင်မှာလဲနော်သူတို့ပေါင်းလာတာအနည်း20တောင်ကျော်ပြီဗျလင်းငယ်နဲ့တွေ့တာဗျလာပိုင်းလေးပဲရှိသေးတယ်နော် ဝစ်ဆိုတာတော့နောင်ဘွားမကူဘူးဗျာနော်ဒီဘွားမှာတင်ပြန်လေတက်တဲ့အမျိုးဗျာရှိနေကျွန်တော်တကယ်ချင်းနေလေဒီနေ့ဒီဗီဒီယိုလေးတစ်ခါနေပြီးတော့သင်ခန်းစာတစ်ခုခုရကြလိမ့်မယ်လို့ထင်နေဗျာနော်တကယ်ချင်းတို့ပြောချင်းတဲ့အကြောင်းအရာလေးတွေနော်ဆွေးနွေးချင်းတဲ့အကြောင်းအရာလေးတွေရှိရင်လဲကျွန်တော်အောက်မှာ comment လေးရေးပေးထားခဲ့လို့ရပါတယ်ဗျာဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါဗျာနော်နောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ပြန်လဲစုံတွေးကြပါအောင်မယ်ဗျာနော်